ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Nightmare Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ UFC Middleweight တန်း Champion ဟောင်း Shawn Strickland ကိုအမောက်သိပ်ပြအောင်မယ်လို့လေးချလာတဲ့ Ryanair Derrida ရဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်မနေ့ကတနင်္ဂနွေနေ့မနက်ပိုင်းမှာ Ryanair Derrida ပါဝင်ထိုးသက်ခဲ့တဲ့ UFC Fight Night ပြိုင်ပွဲကြီးကတော့ပြီးဆုံးသွားခဲ့ပါပြီပြည်သက်တွေလည်းမထင်မှတ်ထားတာတွေဖြစ်သွားခဲ့ပါတယ် Netherlands Lorsi Ryanair ဟာ Shawn Strickland ရဲ့ Bonnie Kane နဲ့ရင်ဆိုင်ထိုးသက်ခဲ့ရပါတယ် ပွဲမတိုင်ခင်အချိန်မှာတော့ Netherlands Lorsche ရဲ့ UFC ပထမဆုံးရှုံးပွဲရင်ဆိုင်ရနိုင်တယ်ဆိုပြီးကမ္ဘာ့သောမီဒီယာကြီးတွေကပါရေးသားခဲ့ကြတာပါပိုဂီတိုင်တွေရဲ့ဈေးမှာလည်း Ryanair Twitter ကအောက်ခြေပဲပေါက်နေခဲ့တာပါတကယ်တမ်းထိုးသက်ချိန်မှာတော့ Netherlands Leo ကအားလုံးပါဇက်အဟောင်းသားဖြစ်အောင်လှုပ်ပြသွားခဲ့တာပါပထမအချိန်မှာ Ryanair Twitter ဝင်လုံးပေမဲ့ Bonike ကနံပါတ်သမားဆိုတော့အဆင်မပြေပါဘူးဒုတိယအချိန်မှာတော့ Ryanair Twitter ရဲ့ဒူးတိုက်ချက်ကတော်တော်ကိုအလုပ်ဖြစ်ခဲ့တာပါ အမေရိကန်ရှုံးပွဲမရှိဖိုင်တာကအတော်ထိနာသွားပြီး TKO နဲ့ပဲဘဲဥအခွဲခံလိုက်ရပါတယ်အဲဒီစွမ်းဆောင်ရည်ကောင်းနေကြောင့် Rainier Durida ဟာ Performance of the Night Bonus ဒေါ်လာ5000ကိုပါသိမ်းပိုက်ရရှိသွားခဲ့ပါတယ်။ Rainier Durida တို့ကတခေကိုချိန်နဲ့ဆရာကောင်းနေရလက်တစ်ခုကိုပိုင်ဆိုင်ခဲ့တာပါ။ Rainier Durida ဒီပွဲရဲ့ပြင်ဆင်မှုတွေကို online ဆိုင်ရဲ့ Jin Kickley FC မှာပဲလေ့ကျင့်နေခဲ့တာပါ။ online ဆိုင်ကိုယ်တိုင်ကပါ striking mind ကိုလေ့ကျင့်ပေးခဲ့တာပါ။ ။ Rainier Davidite ရဲ့သတင်းကတော့ social media တခုလုံးမှာ holy တကျော်ကျော်ဖြစ်နေခဲ့တာပါ။ American ရဲ့နာမည်အကြီးဆုံးနိုင်ငံသားတစ်ဦးဖြစ်တဲ့အပြင် American နိုင်ငံရဲ့ရှုံးမွေးရှိ fighter တယောက်ကိုဘဲဥခွဲပြားလိုက်တဲ့အကြောင်းမလို့ Rainier Davidite ရဲ့သတင်းက holy တကျော်ကျော်ဖြစ်နေခဲ့တာပါ။ Rainier Davidite ရဲ့လုံဆောင်မှုကမှန်တယ်ပဲပြောရမှာပါ။သူက ground game ပိုင်းမှာအရင်ကောင်းမွန်လွန်းတဲ့အချက်ကြောင့်အများကြီး ground game ကိုထပ်ပြီးလေ့ကျင့်နေစရာမလိုပါဘူး။သူ့လိုနေတာက striking ပိုင်းဖြစ်ပါလေ striking ဘိုင်းကိုအကောင်းဆုံးလေ့ကျင့်ပေးနိုင်တာက Kickley FC ဖြစ်ပါတယ်။ Kickley FC က fighter အများစုက ground game ဘိုင်းနဲ့ striking ဘိုင်းမှာသူမတူအောင်ထူးခြားကောင်းမွန်လွှတ်လာပါတယ်။ဥပမာတာရကအနေနဲ့ကြည့်မယ်ဆိုကျွန်တော်တို့မြန်မာကုန်ဆောင် fighter ကြီး online ဆန်းကိုကြည့်ရမှာပါ။ online ဆန်း striking ဘိုင်းက fighter အများစုရှင်လို့မရအောင်လို့ဒီကိုကောင်းမွန်နေခဲ့တာပါ။ ground game မှာကတော့အလောက်ကြီးမဟုတ်ပါဘူး။ဒါကြောင့်မလို့ Ryanair Director ရဲ့လှုပ်ဆောင်ပုံကမှန်တယ်လို့ပြောရမှာပါ။ ရိုင်းနီယာဒေဗီတာကဒီအချက်ကိုကောင်းကောင်းကြီးသဘောပေါက်ပြီးလှုပ်ဆောင်သွားတာပါပိုင်းနီယာဒေဗီတာကတော့သူ့အနေနဲ့အမေရိကန်နိုင်ငံအကောင်းဆုံးနှမန်းသမားဖြစ်တဲ့ဘိုနီကဲကိုဘဲဥခွဲပြလိုက်ပြီးဖြစ်ကြောင်းအမေရိကန်နိုင်ငံအကောင်းဆုံး striker ဖြစ်တဲ့ UFC middleweight တန်းချန်ပီယံဟောင်းရှောင်းစထရစ်ကလန်နဲ့ရင်ဆိုင်ထိုးသက်ချင်တယ်ဆိုတဲ့အကြောင်းအခုလိုမျိုးပြောဆိုသွားခဲ့ပါတယ်ကျွန်တော်ဒီပွဲတဲ့အမေရိကန်နိုင်ငံက Kickle FC ချင်မှာပဲလေ့ကျင့်ခဲ့တာပါ Kickle FC ကလူတွေအကုန်လုံးကိုကျေးဇူးတင်ပါတယ်ဘိုနီကဲကအမေရိကန်ကအကောင်းဆုံးနှမန်းသမားမလား ီကောင်းကိုတော့ကျွန်တော်စင်းရှင်းလိုက်ပါပြီအခုအမေရိကန်နိုင်ငံရဲ့အကောင်းဆုံး striker ဖြစ်တဲ့ champion ဟောင်း short strike line နဲ့ထိုးကြပါလေ short strike line မင်းအဆင့်သင်းပြင်ထားပါဆိုပြီးစိန်ခေါ်သွားခဲ့တာပါ Rainier Edward ကတော့ Shaw Swift Line နဲ့တော့ထိုးတင်နေပြီလို့ဆိုပါတယ်။ Shaw Swift Line ကလည်းသူကဆွဲလဲအောင်မှာပါပဲ။ Shaw Swift Line ရဲ့ striking ဘိုင်းကလည်းနှိမ့်နေတဲ့အနေထားမဟုတ်ပါဘူး။ဒါပေမဲ့ဘလို့အခင်းချင်းနေဖြစ်လာမလဲဆိုတာတော့ပြောလို့မရသေးပါဘူး။ဘလို့အခင်းချင်းနေဖြစ်လာမလဲဆက်လက်ဆောင်ကြည့်သွားကြရအောင်ပါ။ ေကြတာကတော့ Rainier Dovita ရဲ့နောက်ပွဲအ top 10ဒါမှမဟုတ် top 5က fighter တူဦးနဲ့ချင်းစီထိုးသိုက်ရမှာပါ okay strickland နဲ့သာထိုးသက်ရမယ်ဆိုရင် shaw strickland က middleweight ranking နံပါတ်1နေရာမှာယက်တီနေတဲ့ fighter ဖြစ်ပါလေ။ဒါကြောင့်မလို့ okay များ rainier dovita နဲ့ shaw strickland ကိုသာအနိုင်ရသွားရင်သူ့အနေနဲ့ champion စင်ကောင်းကွေးလမ်းကြောင်းကိုတန်းပြီးတော့ရောက်သွားနိုင်ပါလေ။ကျွန်တော်အထင်ကတော့ rainier dovita ကို shaw strickland နဲ့ ufc ကတန်းပြီးပွဲတက်ဖေးအောင်မထင်ပါဘူး။ဒါထဲမှာ top 10 ဒါမှမဟုတ် top 5 fighter တွေနဲ့ရင်ဆိုင်ထိုးသက်ခိုင်းအောင်ပဲထင်ပါတယ်။နောက်ထပ်2ပွဲ3ပွဲလောက်ထိုးသက်ပြီးမှ middleweight 1 2 3 fighter တွေနဲ့ရင်ဆိုင်ထိုးသက်ရမယ်ထင်ပါတယ်။အဲ့ဒီအရည်ဒါဆက်နိုင်ခဲ့မှာ riding director ကို champion single ဝင်ပေးမယ်ထင်ပါတယ်။အဲ့လိုကစားလဲ Ryan Director တို့အဆင်ပြေပါတယ်။ဖြည်းဖြည်းနဲ့မှန်မှန်ကစားရင်လည်းနိုင်မွေးတွေစတိုက်ပုံဖော်ရင် Champion စင်ကောခွင့်လမ်းကြောင်းကိုရောက်ရှိသွားနိုင်ပါတယ်။ဒါသာလည်း Loshi ကတော့ UFC ကိုရောက်ရှိနေတာလည်းအဆင်ကိုပြေနေတာပဲ။ တကယ်လည်းအဲ့ဒီလိုအဆင်ပြေနေတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဆွမ်းဆောင်ရင်ကောင်းနေချားပြရနေတဲ့အတွက်ကြောင့်မလို့မြန်မာပြည်သူတွေမကြိုက်တဲ့လေကျန်မှုကိုစတိုင်လုံးဆောင်နေစေပါ Rainier Derrida ကတော့ဘလို့အခင်းချင်းတွေတည်ဆောင်လောက်မလဲဆက်လက်ဆောင်ကြည့်ရမှာပါပြည်သူများခင်ဗျာဒီနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။လာမယ့်နေ့ဒီမှာလေး MMA လောကနဲ့အာကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေး subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာ။ ားလုံးပဲတာပြောရှင်မဲ့ကောင်းနေလေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။